နိုင်ငံတော်တန်ခါမဟာနာယကဖွဲဥက္ကဋ္ဌဧကမဟာပဏိတဧကမဟာတတ္တမဇောတိကတစာတန်လင်းမင်းကျောင်းဆရာတော်ဘုရားကြီးဒေါက်တာဗဒနာစန္ဒီမာဘိဝန္တာမဟာထေရရှင်သူမြတ်ကြီးညအထူးတရားပွဲတော်ကလောမြို့၌ကျင်းပတဲ့တရင်ကို တင်ဆက်ပေးမှာဖြစ်ပါတယ်ရန်ကုန်မြို့ဓမ္မစကြာရိတ်တာကျောင်းတိုင်းလက်ပရောင်းဆရာတော်ဤဥဆောင်မှုဖြင့်ကျင်းပပြုလုပ်သည့်နိုင်ငံတော်တန်ခါမဟာနာယကဖွဲဥက္ကဋ္ဌဧကမဟာပဏိတာ ဧကမဟာတတ္တမဇောတိကတ္တဇာတန်လင်းမင်းကျောင်းဆရာတော်ဘုရားကြီးဒေါက်တာဗဒ္ဒနာစန္ဒီမဘိဝန္တာမဟာတိရှင်သူမြတ်ကြီးညအထူးတရားပွဲတော်ကိုအောက်တိုဘာလ15ရက်နေ့ည6:00နာရီခွဲကရှမ်းပြည်နယ်တောင်ပိုင်းကလောခရိုင်ကလောမြို့မြို့မပရိယတိစာတင်တိုင်း၌ကျင်းပပြုလုပ်ခဲ့ရာတရားပွဲသူမြို့မပရိယတိစာတင်တိုင်းဆရာတော်ဗဒ္ဒနာဝိမလတာရနှင့်စာတင်တန်ဃာတော်များ လောခရိုင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များခရိုင်မြို့နယ်စင်ဌာနဆိုင်ရာဝန်ထမ်းများယနေ့ရက်ဝေးမှတရားချစ်ခင်ဓမ္မမိတ်ဆွေများတက်ရောက်ခဲ့ကြပါသည်ရေဦးစွာတရားပွဲခန္ဓာသို့တက်ရောက်လာကြသူများကနမောတတသုံးညင်ရွတ်ဆို၍ဖျားကတော့ဖွင့်လှစ်ခဲ့ပြီးဆရာတော်ဘုရားကြီးထံမှ၅ပါးတိလခံယူဆောက်တည်ခဲ့ကြပါသည်ထို့နောက်တရားတော်နာယူနိုင်ရေးအတွက်ဓာယိကာမမမနောပြုက ဆရာတော်ဘုရားကြီးအားတရားတောင်းလင်ကာဖြင့်ရွတ်စုပူဇော်ခဲ့ပြီးဆရာတော်ဘုရားကြီးမှာ ကောင်းခြင်းလေးဖြာမင်္ဂလာတရားကောင်းစဉ်ဖြင့်တရားတော်များဟောကြားချီးမြှင့်ပေးခဲ့ပါတယ်။ဆက်လက်၍ယနေ့ရဲ့ဝေမတရားတော်နာပိသက်များနှင့်အလူရှင်များကဆရာတော်ကြီးအားဓမ္မပူဇော်အလူငွေနှင့်လူပွဲပစ္စည်းများစက္ကပ်လူဒန်းခဲ့ပြီးလူဒန်းမှုအစုစုတို့အတွက်ရေးဆက်သုံးချအမြပေးဝေ၍တရားပွဲအား ဗုဒ္ဓသာသနာ့စိတံတိတ်တုသုံးကြိမ်ရွတ်ဆို၍တရားပွဲအားရုပ်သိမ်းခဲ့ကြောင်းသိရှိရပါတယ်ခမညာ